ီဆန်ချအချိန်မှာအမြဲတမ်းအဲ့လိုစသိထားဘလို့စိတ်ထဲမှာဟိုလိုက်လိုက်နှိုက်လိုက်ပြီးတော့အမြဲတမ်းအဲ့လိုဖြစ်တာအဲ့ဆန်ချတဲ့အချိန်မှာမဟုတ်ကိုယ်တော့လည်းရှူတင်ရိုက်တော့လည်းအဲ့လိုဖြစ်တယ်စိတ်ထဲမှာဝမ်းနဲ့ဝမ်းသာမှုမိုးချင်းလို့လို့အရင်ပျော်သလိုလို့ဆိုလို့ လိုက်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 အဲ့လိုမျိုးဖြစ်နေဒီမခိုက်နေဝင်လို့အဲ့လိုတော့လည်းအဲ့တော့လည်းအမဆန်ချတာကိုဟိုကလုတ်ပြီးသေးတယ်အဲ့တော့လည်းစိတ်ကမှလုံးဝနဲ့ဝန်တာဖြစ်တယ်ဒီနေ့လည်းဆန်ချတဲ့အချိန်လည်းအဲ့လိုဖြစ်တယ်အဲ့အချိန်ကကိုယ့်အတွက်တော့ဟိုတန်ဖို့အမြင့်ဆုံးအချိန်ပေါ့နော်အဲ့လိုမျိုးပြောအောင်အဲ့အချိန်ကကိုယ့်အတွက်အမှုလို့ရှင်တဲ့အဖြစ်ဆုံးအချိန်ပါဒီနေရာမှာတူးနေတဲ့အနီးကြီးလို့လား။ဟုတ်ကဲ့။အများကြီး။ဟာ။ င်တကယ်တော့ဟို razor လေးကြိုလုပ်တယ်နောက်ခါကျတော့ script reading လေးလည်းလုပ်တယ်ဇလန်းလေးကလည်းကြိုသိထားပြီးအကုန်လုံးပြင်ဆင်ပြီးတော့လုပ်တဲ့ဟာလေးဆိုတော့ရိုက်တဲ့အချိန်မှာတော့အခက်ခဲတော့မရှိပါဘူးဒါပေမဲ့ခုနပြောသလိုပေါ့ဟိုမမျောလိမ့်တာအမှဆို allergy ဖြစ်သွားတဲ့အချိန်လေးလေးအဲ့လိုမျိုး shooting တည့်ရနားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့နိကျန်တဲ့ဟာကတော့အရင်ခက်ခက်ခက်ခဲဟိုဒီ shooting မှာဟိုဖြစ်သွားတာတော့မရှိပါဘူး။အဲ့ခန်းဝင်ကြိုက်တော့ဟိုဒီကရင်အောင်မှာအမတို့တော့ဟို ်ခေါခုထားမယ်ပေါ့မရအဲ့လိုမျိုးတိုက်ပြီးငိုရဲချင်ညာတယ်ဒါပေမဲ့တကယ်ခုထားချင်ညာပေါ့ဟိုဘက်ရောက်နေသူကတကယ်တိုက်တဲ့ကတိဆောင်နဲ့တိုက်အဲ့လိုအဲ့လိုရအောင်မတရားဘူးနော်ဒီကိုတကယ်တိုက်လိုက်တဲ့အချိန်ကျတော့ရှေ့ကပေါ့ကအရှိန်လေးရအောင်အချိန်ကျတော့ကြိုးကကြိုးပြီးတော့ပြောပါတယ်အခုကြိုးထွက်လာပြီမိသားအဲ့လိုမျိုးလေးသူအရန်အရန်နှိုက်နှိုက်လဲလဲသူဖြစ်ဖြစ်ချင်တာပေါ့အိုက်စင်းမှာဘူးမျိုးဆိုတော့ ိုကလည်းဟိုသူကငူရောင်လုံးဝလှုပ်ပေးထားလှုပ်ပေးထားခြင်းကိုစိတ်ကြိုက်ချိုက်အဲ့လိုမျိုးကုံအောင်ထိငူချခိုင်းတာဟုတ်ဟုတ်ဒါဒီကတော့ writer တွေနဲ့ဟိုလေးနာလူရဲ့ဟို support လုပ်ပေးမှုနောက်ကကြာ setting မှာဒီ on set ပေါ်ရောက်သွားလို့ရှိရင်ကိုယ့်ရဲ့ mood ကလည်း lighting တွေအရှိရပြင်ဆင်ထားတာတွေကလည်းကိုယ့်ရဲ့ mood ကိုတောင်းလဲစေရအောင်ရှင်။ဒါကားမှဆိုလို့ရှိရင်လည်းဒါဆန်ချတဲ့အချိန်ကြီးတဲ့တဲ့ PP ကတကယ် medium လို့ပဲဒီနေ့ဆန်ချတော့ဒါဘုံမျိုးခွာချတယ်မှာပဲ အမအိမ်ဆန်ချရချိန်မှာအမြင်နဲ့လို့စသိခါဘလို့စိတ်ထဲမှာဝင်လိုက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 ်ပြီးတော့အမြင်နဲ့အဲ့လိုဖြစ်တာအိမ်ဆန်ချရချိန်မှာအမဟိုကိုကိုက်တော့လာရှူတင်ရိုက်တော့လာအဲ့လိုဖြစ်တယ် ိတ်ထဲမှာဝမ်းနေဝမ်းသာဘူးငိုချင်လို့လို့ရမ်းပျော်သလိုလို့လိုက်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 အလိုလိုဖြစ်နေဒီမခိုက်နေဝင်လို့အလိုလိုကလည်းအဲ့တော့ကလည်းအမဆန်ချတာကိုဟိုကလုပ်ပြီးသေးတယ်အဲ့တော့ကလည်းစိတ်ထဲမှာလည်းဝမ်းနေဝမ်းသာဖြစ်တယ်ဒီနေ့လည်းဆန်ချတဲ့အချိန်လည်းအဲ့လိုဖြစ်တယ်အဲ့အချိန်ကကိုယ့်အတွက်တော့ဟိုတန်ဖို့အမြင့်ဆုံးအချိန်တော့เนาะအဲ့လိုမျိုးပြောမှာအဲ့အချိန်ကကိုယ့်အတွက်အမှုရှင်တဲ့အဖြစ်ဆုံးချိန်ပါဟုတ်တယ်အဲ့အချိန်လေးပြန်ကြည့်ပြီးတော့ဒီရုံထဲမှာပြန်ကြည့်ချင်းဘယ်တော့မှငိုခဲ့ရတယ်ကိုယ့်ကိုယ်ကပြန်ပြန် ိုက်နေရာကိုကဝင်သွားရဲဆိုတော့လေအိုက်နေရာတိုင်းပြန်ခံစားပြောဟိုဝမ်းနေရပေါ့ကဲပါဒီမြမမှုပေါ့နော်ပြောတဲ့လည်းဖြစ်ဘူးပြောတဲ့ဆိုတဲ့ကားလေးကဒီအမားတို့မြမတွေရဲ့တကယ်ဟိုဘယ်လိုပြောမလဲအလှူဖြစ်ချင်ကြရတယ်ရှင်သောဆိုတဲ့ဟာရှင်သူရှင်ပြုတယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပြောရမယ်ပြန်လို့ရှင်မြန်မာတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့ လာပြီးတော့ချိန်ကိုဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခါကျတော့အမလည်းဒီနားနှစ်တင်းမှာပြန်ပြီးတော့ရိုက်တဲ့ကားလေးဆိုတော့စူးစမ်းထားတဲ့အကြောင်းကိုလည်းပြန်ပြီးတော့ပြန်ပြီးတော့ကြည့်ပါမယ်